ရှိဦးနိုင်ငံကကုံသွင်းမျိုးရောကမ္ဘာအကြီးဆုံးလက်ကားစည်းကွက်ဟာအများစုဗလာကျင်းနေပြီးဒေတာရင်းကနိုင်ငံသားကုံသွင်းလုပ်သားတွေဟာသူတို့ရဲ့အစဲစွန်းတဲ့တစ်ခုစာစ조사အားထုတ်မှုတွေပြိုကွဲသွားတာကိုကြည့်နေရပါတယ်။ရှိဦးစည်းကွက်ပါဝင်တဲ့ဂွီချိုးပြည်နယ်ဟာ American တရုတ်အကောက်ခွန်စစ်ပွဲရဲ့ထိခိုက်မှုကိုအပြင်းထန်ဆုံးခံစားခဲ့ရပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်းမှာတည်ရှိတဲ့ရေဦးစေးကွက်ဟာ American Pottery အများစုပြောက်ကွယ်သွားတာကြောင့်ပြင်းထန်တဲ့ဆုပ်ယုပ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ American တရုတ်ကုန်သွယ်ရေးစစ်ပွဲဟာကျွန်တော်တို့ရဲ့စက်ရုံအပေါ်တိတာထင်ရှားတဲ့တက်ရောက်မှုရှိခဲ့ပါတယ်။ကျွန်တော်တို့က Fujian ပြည်နယ်ဂျင်ဂျန်မှာဖနက်ဆက်ယုံကို140နီးပါးလဲပတ်လာခဲ့ပါတယ်။ အရင်တော့ကျွန်တော်တို့ဟာအမတ်တစိတ်20ကျော်အတွက်ထုတ်လုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီအမတ်တစိတ်တွေရဲ့90ရာခိုင်နှုန်းလောက်က American စီးကွက်ကဖြစ်ပြီးဒါကဒီနေ့မှာ American ကမာယူမှုရဲ့90ရာခိုင်နှုန်းနီးပါးမရရှိနိုင်တော့ဘူးဆိုတာပါ။အဲ့ဒီမာယူမှုတွေကတခြားနေရာတွေကိုရွှေ့ပြောင်းသွားပါပြီ။ ကျွန်တော်တို့စက်ရုံမှာအလုပ်သမား3000ကျော်ရှိပြီးထုံးလုံးမှုလိုင်းတွေကိုရှက်ထားဖို့မတက်နိုင်ပါဘူးထုံးလုံးမှုကဆက်လက်လဲပန်းမှာပါဒါကြောင့်ကျွန်တော်တို့ရဲ့အဓိကဦးစားပေးကတော့ကိုပိုင်အမတ်တစိတ်တစ်ခုဖန်တီးဖို့ပဲအစိုးဆုံးကတော့အတိတ်ကရခဲ့တဲ့ပတ်စံအားလုံးကိုဆုံးရှုံးရမှာပါလုံးကြီးရဲ့ဆယ်နှစ်ကအလုပ်တွေဟာအလကားဖြစ်သွားသလိုပဲဒါပေမဲ့အဆင်ပြေပါတယ်အခုလိုမီရှူမီပန်းလုပ်ငန်းရဲ့အထွတ်ထိပ်ပို့ဆောင်ရေးအချိန်မှာဒီလိုဖြစ်လာတာက ကျွန်တော်တို့ရဲ့လုပ်ငန်းတစ်ခုလုံးအတွက်ထိခိုက်မှုတစ်ခုပါဒီနေ့ကစနေနေ့ပုံမှန်အားဖြင့် American အနောက်ဘက်ကမ်းခြေကိုကွန်တိုင်နာပို့တဲ့နေ့ပါဧပြီလစနေရက်နေ့မှာ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီတချို့ဟာကွန်တိုင်နာတွေတင်နေကြပေမဲ့လုံးဝရှက်လိုက်ရပါတယ်အကောက်ခွန်စစ်ပွဲဟာကျွန်တော်တို့ကိုမျှော်လင့်ထားတာအထက်ပိုပြီးပြင်းထန်စွာထိခိုက်စေခဲ့ပါတယ် ဒီနေ့မှာဖောက်တဲ့တရားကို အရွယ်စားကြီးတဲ့ပိုးဆောင်မှုသုံးခုကိုဖြည့်ရှင်ပေးခဲ့ရပါတယ်။ရွေးချယ်စရာမရှိပါဘူး။ကုန်ပစ္စည်းတွေပိုးရမှာပါပဲ။ဆုံးရှုံးမှုဖြစ်ရင်တောင်ကျွန်တော်တို့ဆက်ပိုးရမှာပါ။ကျွန်တော်ကသူတို့ကိုဒီပြဿနာဖြည့်ရှင်ဖို့ကူညီပေးခဲ့ရပေမဲ့ပိုးဆောင်ရေးကုန်ကြဆေးကအနှစ်စတက်သွားပါတယ်။1ကီလိုဂရမ်ကိုဒေါ်လာ10နှုန်းတက်သွားပြီးတော့ 34ရာခိုင်နှုန်းကနေ145ရာခိုင်နှုန်းအထိမြင့်တက်သွားပါတယ်။နေဆက်ဖြတ်ကျော် e-commerce အကြောင်းကျွန်တော်မပြောနိုင်ပေမဲ့ရိုးရာကုန်သွယ်ရေးဟာတကယ်ကိုအရေးကြီးတဲ့ကြီးမားတဲ့အချက်တွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီကနေ့က April 17ရက်နေ့ပါကျွန်တော်တို့ရဲ့ American Powderies ပို့ဖို့ရည်ရွယ်ထားတဲ့ကွန်တိန်နာနှစ်ခုနဲ့ကုန်ပစ္စည်းအလွတ်တွေဟာပြန်လည်ရုပ်သိမ်းခံလိုက်ရပါတယ်။40ပေအမြင့်ကွန်တိန်နာတစ်ခုကိုဒီနေ့ပြန်ပို့ခံရပါတယ်။ မကြသေးခင်ကရှန်ဟိုင်းကနိုင်ငံသားကုန်သွယ်ရေးလုပ်ငန်းရှင်တချို့နဲ့စကားပြောပြခဲ့ရင်တို့ရဲ့လုပ်ငန်းဟာတကယ်ကိုခက်ခဲနေတယ်ဆိုတာသိရပါတယ်။တကယ်ပြောရင်အကောက်ခွန်နှုံးသားတွေမြင့်တက်လာတာကအဆုံးဆုံးပြဿနာတော့မဟုတ်ပါဘူး။အကြက်တင်းဖြစ်စီတဲ့အရာကတော့အကောက်ခွန်နှုံးသားတွေကိုခံမှန်းလို့မရတာဖြစ်ပါတယ်။ဥပမာတစ်ခုပြရရင်အရင်ကအမေရိကန်ကိုတင်ပို့တဲ့အကောက်ခွန်နှုံးက 20ရာခိုင်နှုန်းဆိုရင်နောက်ပိုင်းမှာ120ရာခိုင်နှုန်းအထိတက်သွားရင်တောင်နှစ်ဖက်စလုံးကညှိနှိုင်းပြီးတော့ကုန်ကြစည်းကို ခွဲဝေယူနိုင်ပါတယ်။တစ်ဖက်က90ရာခိုင်နှုန်းဒါမှမဟုတ်တရုတ်ဘက်ကဈေးတစ်ခုလုံးကိုယူထားတာမျိုးပေါ့။အနည်းဆုံးတစ်ခုခုတော့တေချာမှုရှိခဲ့ပါတယ်။ဒါပေမဲ့အခုပြဿနာပိုကြီးပါတယ်။ကုန်ပစ္စည်းတွေကို ပို့လိုက်တဲ့အခါအကောက်ခွန်နှုန်းက120ရာခိုင်နှုန်းဖြစ်နိုင်ပေမဲ့ တလအကြမှာအမေရိကန်စကန်ကိုရောက်တဲ့အခါ၂00ရာခိုင်နှုန်းအထိခုန်တက်သွားနိုင်ပါတယ်။ဒါဟုဘသူကကင်တွင်နိုင်ပါလဲ။အခုတော့ဒုက္ခရောက်နေပါပြီ။အကောက်ခွန်စစ်ပွဲဟာတီယိုတိုကိုပြင်းထန်စွာထိခိုက်စေခဲ့ပြီးအခုဆိုစေယုံမှာဘသူမှဆရာထက်သန်မှုမရှိတော့ပါဘူး။ကွန်ပျူစီတွေဒီမှာပုံထားပြီးထုတ်လုပ်မှုအလုံရှားမှုအားလုံးရပ်တန့်နေပါတယ်။အမေရိကန်ကိုရောင်းလို့မရတာတဲ့မကတခြားနိုင်ငံတွေကိုလည်းရောင်းလို့မရပါဘူးအခုဆိုကိုယ်နိုင်ငံတွေမှာပဲရောင်းနိုင်တော့တယ် ကြံရှိတဲ့အပိုင်းအစတွေတောင်ရောင်းမထွက်ပါဘူး။ဖြည့်ရှင်းနည်းလမ်းလည်းမရှိပါဘူး။ American သမ္မတ Donald Trump ကဧပြီလ9ရက်နေ့မှာ အပြန်အလှန်အကောက်ခွန်တွေကိုမိတ်ဆက်ခဲ့ပြီးခဲ့ကကမ္ဘာကုန်သွယ်ရေးပြိပက္ခအဖြစ်စတင်ခဲ့တာကအကြီးကစီးပွားရေးဆိုင်ရာရင်ဆိုင်မှုတစ်ခုအဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။ American ကတရုတ်နိုင်ငံကိုဥတီပြီးအယုံဆိုင်လှုပ်ဆောင်နေပါတယ်။လက်ရှိမှာ American ရဲ့တရုတ်ကုန်ပစ္စည်းတွေအပေါ်အကောက်ခွန်နှုန်းထားက 145ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပြီးဒီရုပ်ကလည်း125ရာခိုင်နှုန်းထားနဲ့အကောက်ခွန်တွေပြန်လဲတုံ့ပြန်ခဲ့ပါတယ်ဒီအကောက်ခွန်စစ်ပွဲဟာဒီရုပ်ရဲ့ export စီးပွားရေးကိုနဲ့ဆိုင်စွာထိခိုက်စေခဲ့ပါတယ်2024ခုနှစ်မှာဒီရုပ်နိုင်ငံဟာ American နဲ့တိသာထင်ရှားတဲ့ကုန်သွယ်ပိုရှင်မှုကိုထိန်းသိမ်းထားနိုင်ခဲ့ပြီးဒါဟာဒေါ်လာ300ဘီလီယံခန့်ရှိပါတယ်ဒါကတရုတ်ရဲ့ American တင်ပို့မှုအပေါ်မိခိုနေရမှုကိုဖော်ပြပြီး မရိကန်ကစားသုံးသူဈေးကွက်နေနဲ့တိတာထင်ရှားတဲ့ညနိုင်မှုအာဏာကိုပိုင်ဆိုင်ထားပါရင်အထူးသဖြင့်အရှေ့ပိုင်းကီနေရီတဲမှာကွမ်တုံပြည်နယ်ကအမေရိကန်ကုန်သွယ်ရေးအပေါ်အကြီးမားဆုံးမိခွန်နေရပြီးဗဟိုဒေတာတွေကနောက်မှလိုက်ပါရင်ညင်တလာတဲ့အကောင့်ခွန်တွေဟာဗန်နာယီဈေးကွက်တာတွေကိုတုံလုံးစင်အောင်တမကတရုတ်စီးပွားရေးရဲ့အနာဂတ်ကိုပါအလွဲမရှောင်သာထိခိုက်စေပါရဲ့အဲ့ဒီပြောင်းလဲမှုတွေရဲ့ ထိခိုက်မှုကိုဘယ်ပြည်နယ်တွေမြို့နယ်တွေကအဓိကခံစားနေရသလဲ American တင်ပို့မှုအပေါ်87.4ခိုင်နှုန်းမိခုန်နေရတဲ့ဂွီဂျိုးပြည်နယ်ကဒီပြဿနာရဲ့ဗဟိုချက်မှာရှိနေတာကအန်အောစရာမရှိပါဘူးကွမ်ဒုံရှန်ဟိုင်းဂျန်ဆူဖူဂျန်လိုတခြားပြည်နယ်တွေကလည်းကေယိုရန်ဒေတာရဲ့စီးပွားရေးအင်အားစုတွေဖြစ်ပြီးတော့ဒေတာထင်ရှားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်ဒီနိုင်ငံရဲ့အကောက်ခွန်စီမံခန့်ခွဲရေးဌာနရဲ့အချက်အလက်တွေအရ 2024ခုနှစ်မှာလက်တင်အမေရိကအတရုတ်ဘက်ကနေတင်ပို့မှုမှာ73ရာခိုင်နှုန်းတိုးတက်မှုနဲ့အကြီးမားဆုံးတိုးတက်မှုတွေတွေ့ရှိခဲ့ပြီးတော့အာရှကစနစ်ရာခိုင်နှုန်းတိုးတက်မှုရဲ့နောက်မှာလိုက်ပါတယ်။ American ပြည်တော်စုကတရုတ်နိုင်ငံရဲ့အကြီးဆုံးတင်ပို့ဈေးကွက်အဖြစ်ဆက်လက်တည်ရှိနေပြီး2024ခုနှစ်မှာ American ကို တင်ပို့မှုကဒေါ်လာ924.8ဘီလီယံရှိခဲ့ပြီး၎င်းကကမ္ဘာတင်ပို့မှုရဲ့ခုနှစ်ပုံတစ်ပုံခန့်ရှိပါတယ်။ 2024ခုနှစ်အချက်လက်တွေအရတခြားထိတန်းဈေးကွက်တွေမှာ VNN, Japan, Hong Kong, Korea, India, Russia, Germany, Malaysia နဲ့ UK တို့ပါဝင်ပါတယ်။ GDP အပေါ်တင်ပို့မှုမိခိုမှုအရထိတန်းပြည်နယ်၅ခုမှာ GNZ 87.4ရာခိုင်နှုန်းဖြစ်ပြီးတော့၎င်းကကုန်စည်နဲ့လျှပ်စစ်ပစ္စည်းတွေအပေါ်များစွာမိခိုနေပါတယ်။ ခွန်ဒုံ68ဒသမ300ခိုင်နှုန်းမှာအလက်ထရောနစ်သတင်းအချက်လက်လုပ်ငန်းဟာတိသာထင်ရှားစွာ ထိခိုက်ခံရပါတယ်။ရှန်ဟိုင်း92ဒသမ400ခိုင်နှုန်းမှာအစင်းမြင့်ထုံးလုံးမှုနဲ့ဗဒိုင်းကုံတွယ်မှုတွေထိခိုက်ခံရပြီးတော့ Tesla ကနှစ်ထက်ကိုအဲနှစ်ထက်ပေါ့နော်အခွန်ပြားတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကျန်စု53ဒသမ900ခိုင်နှုန်းမှာဆက်ရန်ရားနဲ့အလက်ထရောနစ်ပစ္စည်းတွေရဲ့မာယူမှုတွေကျဆင်းနေပြီးတော့ Fujian 40ဒသမ900ခိုင်နှုန်းက မရိကန်တင်ပို့မှုအပေါ်များစွာမိခုန်နေပြီးတော့ထိုင်ဝမ်နဲ့လည်းတက်ကြွတဲ့ကုန်သွယ်မှုရှိပါတယ်။ဝိုင်းဘိုမှာဆိုရင်တော့ရှန်ဟွန်စုပေါ်မှာရှိတဲ့ post တွေမှာအကောက်ခွန်စစ်ပွဲတွေကဒီနိုင်ငံမှာရှိတဲ့မထူညီတဲ့ဒေသတွေစက်မှုလုပ်ငန်းတွေနဲ့အလုပ်ကိုင်ခွင်လန်းတွေကိုဘလို့ထိခိုက်နေစေလဲဆိုတာကိုဆွေးနွေးထားပါတယ်။တချို့ကရှီဝူနဲ့ဂျီအန်ဆူရိုကအထူးသဖြင့်ပြင်းထန်စွာထိခိုက်ခံရကြောင်းထောက်ပြခဲ့ပြီးတော့နိုင်ငံသားကုန်သွယ်ရေးမှဦးဆောင်နေတဲ့ကွမ်တုံပြည်နယ်က အဆိုးဆုံးထိခိုက်ခံခဲ့ရပါတယ်။ရန်စံမှာရှိတဲ့ကုမ္ပဏီတွေကမာယူမှုတွေဆုံးရှုံးခဲ့ရပြီးတော့ဒုံကွန်းမှာရှိတဲ့ electronic စက်ရုံတွေမှာ အလုတ်လွတ်နှုန်းက78ရာခိုင်နှုန်းအထိမြင့်တက်သွားခဲ့ပါတယ်။တချို့ကလည်းအကောက်ခွန်စစ်ပွဲကနင်းပိုးနဲ့ကြည်ကျန်းလို့မှာနှိတ်ကွေးမှုကိုဖြစ်ပေါ်စေခဲ့ပြီးတော့ရီဦးမှာရှိသေးတဲ့ဒင်းငယ်တဲ့ခုံစီဈေးကွက်လည်းစံစင်းသွားခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ ဂျီယာလူငယ်တွေကအမေရိကန်မှာစီးပွားရေးလုပ်ကင်ဖို့ရီမန်ချက်ကြီးမားသူတွေအဖြစ်လူသိများပြီးတော့အမေရိကန်စားသုံးသူတွေကရုံးရအရဂျီယာထုတ်ကုန်တွေကိုနှစ်သက်ကြပါတယ်။တကယ်တော့ယူရှိတဲ့အသိငယ်တဲ့ကုန်စည်ဈေးကွက်ဟာအမေရိကန်သမ္မတရွေးကောက်ပွဲအတွက်ဘာရိုမီတာတစ်ခုလို့တောင်ခေါ်ဆိုနိုင်ခဲ့ပါတယ်။ထိခိုက်မှုကဂိမ်းရန်ဒေတာတွေထက်ကျော်လွန်သွားပါတယ်။ချုံချင်းစုကြိုးနဲ့ ီနန်ကဲ့သို့သောပြည်နယ်တွေကစိတ်ကန်းတိမရှိတော့လဲနိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တွေကိုအားကောင်းစွာပိုင်ဆိုင်ထားပါရယ်ဒီဒေသတွေကအမေရိကန်ဈေးကွက်အပေါ်ညာစွာမီခုန်နေပြီးတော့လေလံရထားနဲ့ရေချောင်းတည်ယူပို့ဆောင်ရေးကို အသုံးပြုပြီးတော့အမေရိကန်ကို ကုန်စည်တွေကိုတင်ပေးပြီး၎င်းတို့ရဲ့တင်ပို့မှု15ရာခိုင်နှုန်းကျော်ကိုဖြည့်ဆည်းပေးပါရယ် ဆလာဖြစ်ပေါ်နေတဲ့အကောက်ခွန်စပွဲဟာဒီယုနိုင်ငံရဲ့နိုင်ငံသားကုန်သွယ်ရေးလုပ်ငန်းကိုပြင်းထန်စွာထိခိုက်စေပြီးမာယူမှုတွေတိသာထင်ရှားစွာကျဆင်းသွားစေပါတယ်။ကွမ်ဒုံ GNSU နဲ့တခြားပြည်နယ်တွေမှာရှိတဲ့နိုင်ငံသားကုန်သွယ်ရေးကုမ္ပဏီတွေကစက်ယုံတွေနဲ့မာယူမှုတွေရပ်တန့်လိုက်ရပြီးအလုသမားတချို့ကလားစာမရှိတဲ့ခွင့်ယူရမလားအလုပြုတ်ခံရမလားဆိုတာနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။အခွန်စစ်ပွဲဆက်လက်ဖြစ်ပေါ်နေရတဲ့အမျှ မရိကန်နဲ့တရုတ်နိုင်ငံအကြားစီးပွားရေးရုံးကံမှုကလင်းမြန်စွာပြီးဆုံးမယ်မဟုတ်ဘူးဆိုပြီးတော့ညာစွာသောသူတွေကခံမှန်းထားကြပါတယ်ကျွန်တော်များဆုံးကြားရတာကမရိကန်နဲ့ညှိနှိုင်းရတာပါကျွန်တော်တို့ညှိနှိုင်းဖို့ကြိုးစားတိုင်းအများရန်ဆုံးရှုံးသူဖြစ်နေရပါတယ်အခုအခါ trend ရဲ့အနာဇက်ကြီးမားပုံကိုမပြောင်းကြရအောင်ဒါပေမဲ့ Wall Street ကပန်နာယီကစားသမားတီတီမမ34ဦးကတော့ကမ္ဘာထိတ်တန်းသူတွေပါ trend ကအကောက်ခွန်တွေကိုတလောက်ပြင်းထန်စွာမြင့်တင်ရတာက ကြမ်းနိုင်ငံတွေကသူ့ကိုပူးပေါင်းပြီးတော့ဆန့်ကျင်ရဲမှာမဟုတ်ဘူးဆိုတာသူသိထားလို့ဖြစ်ပါတယ်။ American ရဲ့လွှမ်းမိုးထားတဲ့အနေအထားနဲ့သူတို့ဘယ်သူနဲ့မဆိုညှိနှိုင်းရင်လဲအဲဒီဘက်ကအားနေနေမှာပါ။နောက်ဆုံးမှာတခြားသူတွေကအမြဲတမ်းအလျှော့ပေးရမှာပဲ။ American တွေအတွက်တော့ဒီလှုံ့ရှားမှုဟာလုံးဝအနိုင်ရတဲ့အခြေအနေပါ။ရေဒိုစည်းကွက်အထက်ကြတွေကမလွဲသာမရှောင်သာဖြစ်ပေမဲ့ American Store စည်းကွက်တွေဟာမြ мян ဆန်ဆန်ပြန်လဲထက်လာမယ်လို့ကျွန်တော်လောင်းကြီးထက်ပါတယ်။ အကောက်ခွန်တွေကြောင့်ဖြစ်ပေါ်လာတဲ့ဈေးနှုန်းတက်မှုနဲ့ငွေကြေးဖောင်းပွားမှုတွေကို American ပြည်သူတွေကပေးဆက်ရမှာမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့လိုတင်ပို့တဲ့နိုင်ငံတွေကပေးဆက်ရမှာပါ။ကျွန်တော်တို့ရဲ့တင်ပို့မှုကိုဆက်ပြီးတော့ထိန်းထားဖို့ကျွန်တော်တို့ရဲ့ငွေကြေးတန်ဖိုးကိုလျှော့ချရမှာပါ။ဒေါ်လာတန်ဖိုးတက်လာတဲ့အခါငွေကြေးဖောင်းပွားမှုဖိအားတွေကိုထိမိနိုင်ပါတယ်။နောက်ဆုံးမှာဆုံးရှုံးနေတာကကျွန်တော်တို့ပါအချိန်ကြီးကကျွန်တော်တို့ထင်ထားတာထက်ပိုဆိုးနိုင်ပါတယ်။ American က UK ကိုကျော်ဖြတ်ဖို့ နှစ်90ကြာခဲ့ပါပြီ။ကျွန်တော်တို့အတွက်အရင်အဆင့်ကိုလိုက်မိဖို့ဆိုတာလွယ်ကူမှာမဟုတ်ပါဘူး။ဒါကြောင့်အလွန်အကောင်းမြင်မနေပါနဲ့။ဒီကောက်ကွန်စစ်ပွဲရဲ့တက်ရောက်မှုတွေကဒေဂျာပေါက်အရေးရှိဖြစ်လာမှာပါ။ဒေုပညာရှင်ဟွန်ဟွန်ဝမ်က American တရုတ်အကောက်ကွန်စစ်ပွဲဟာကာလရှည်ကြာနိုင်တယ်လို့ပြောပါရယ်။ သူကသမ္မတထရန့်ကအကောက်ခွန်ကိစ္စမှာရှီကျင်းပြင်းနဲ့ယာယီဆွေးနွေးမှုကိုဖယ်ထားခဲ့ပြီးအမေရိကန်အကောက်ခွန်တွေကိုရှော့ချမပေးရင်တရုတ်ကညှိနှိုင်းမှာမဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းပြောထားတယ်လို့ရှင်းပြပါရယ်အကောက်ခွန်စစ်ပွဲဟာကာလရှည်ဆက်လက်ဖြစ်ပေါ်နိုင်ပြီး န္ဓာရေးတိုက်ပွဲအပါအဝင်ပြည်စုံတဲ့စီးပွားရေးစစ်ပွဲအဖြစ်ပြောင်းလဲသွားနိုင်တယ်လို့ဆိုပါတယ်။အ short တင်းမရှိရင်ဒီစစ်ပွဲဟာအလွယ်တကူပြီးဆုံးမှာမဟုတ်ပါဘူး။အနာဂတ်မှာနည်းပညာဆိုင်ရာတစိ့တစ်ပိုင်းသဘောတူညီမှုတချို့ရှိလာနိုင်ပေမဲ့ဒါကတရုံနဲ့ American အကြားစီးပွားရေးစစ်ပွဲရပ်တန့်မယ်လို့မဆိုလိုပါဘူး။ American တရုတ်ကုန်သွယ်ရေးစစ်ပွဲရဲ့အသစ်တကြောကပုံမပြင်းထန်လာပြီးဖိအားပိုကြီးမကတရားမှုပုံမတည်တာလာပါတယ်။ အကောက်ခွန်နေတရားဝင်စတင်အာဏာတက်ရောက်ပြီးကတည်းကအမေရိကန်ကို တရုတ်ရဲ့တင်ပို့ရေးခွင့်ဆက်ကပြင်းထန်စွာနှောက်ယှက်ဖြစ်ပေါ်ခဲ့ပါတယ်။တရုတ်နိုင်ငံတဝန်းကနိုင်ငံသားကုန်သွယ်ရေးလုပ်သားတွေဟာကုန်ပစ္စည်းပြန်ပို့မှုမှာယူမှုရပ်တန့်မှုဂိုဒေါင်ထဲမှာစုပုံနေတဲ့ကုန်ပစ္စည်းတွေကိုပြဿနာတွေနဲ့ရင်ဆိုင်နေရတာဖြစ်တယ်။ရှန်ဟိုင်းရဲ့ယန်ချန်နဲ့ယုံချင်းစိတ်ကန်းဒီမှာအမေရိကန်ကိုဥတီတဲ့ကုန်တင်သင်္ဘောတွေလုံးဝမရှိသလောက်ဖြစ်သွားပြီးတော့ပုံမှန်လှူရှာနေတဲ့အလုံးရှုံးမှုတွေဟာ ချက်ချင်းပြောက်ွယ်သွားပါတယ်။ Costco Shipping Holdings ကဝန်ထမ်းတွေကနောက်ဆုံးပို့ဆောင်ရေးနောက်ဆုံးရက်ကိုလွှဲချခဲ့တဲ့ကွန်တိန်နာတွေကစိတ်ကမ်းမှာပုံထောင်းနေပြီးကုန်စည်ပိုင်ရှင်တွေကအကောင့်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်ကိုဖြတ်တန်းနေရတယ်လို့အတည်ပြုပါတယ်။ Time Futures ရဲ့အဆိုအရ April 14ရက်ကနေ May 17ရက်အထိ တရုတ်ကနေအမေရိကန်အရှိန်အဟောင်းအနောက်ဖက်ခြမ်းကန်ဂျီကိုပို့ဆောင်တဲ့သင်္ဘော26စီးကိုရုပ်သိမ်းမှာဖြစ်ပြီးတော့ကွန်တိန်နာပမာဏကို40ရာခိုင်နှုန်းနီးပါးရှော့ချမှာပါမေလအစောပိုင်းမှာအမေရိကန်တရုတ်ပို့ဆောင်ရေးလမ်းကြောင်းပေါ်ကပမာဏက20ဘီအလျားယူနဲ့ TEU နှစ်သိန်း3000အထိကျဆင်းလာဝယ်ရှိပြီးတော့15ဘက်မြောင်းနဲ့နိုင်ရှင်ရင်3သိန်း4000 TEU ရောင်းနေသွားမှာပါလေချောင်းကုန်စီပို့ဆောင်ရေးလဲတိတာထင်ရှားစွာထိခိုက်ခံရပါတယ် တောင်တရုတ်ကကုန်စည်ပို့ဆောင်သူတို့ကအမေရိကန်ကိုပို့ဆောင်တဲ့ဒါမန်ကုန်သွယ်ပမာဏဟာ90ရာခိုင်နှုန်းအထိကျဆင်းသွားနိုင်တယ်လို့ဖော်ပြထားပါတယ်။အဓိကလေကြောင်းလိုင်းတွေကကုန်စည်ပို့ဆောင်တဲ့လေယာဉ်ခီးစဉ်တွေကိုတိသာထင်ရှားစွာနဲ့ချော့ချလိုက်ပါတယ်။မြန်မာရဲ့အကောက်ခွန်တွေကိုရုတ်တရက်ချမှတ်လိုက်တာကတင်ပို့သူတွေနဲ့ဖောက်တယ်တွေကိုကုန်ကြမ်းစိတ်ခွဲဝေမှုကိုပြန်လည်ညှိနှိုင်းဖို့တွန်းအားပေးခဲ့ပြီးပို့ဆောင်မှုတော်တော်များများကိုယာယီရဆိုင်ထားပါတယ်။ ဧပြီလ17ရက်နေ့မှာကွမ်တုံးကတင်ပို့သူမစ္စတာချန်ကရှန်ဟိုင်းကိုစီးပွားရေးခီးစဉ်တစ်ခုအတွင်း Radio Free Asia နဲ့သူ့ရဲ့အတွေ့အကြုံကိုမျှဝေခဲ့ပါတယ်။သူကပြောပါတယ်။မနေ့ကကျွန်တော်တငယ်ချင်းကရှန်ဟိုင်းရဲ့စီကားရဲ့နေရာကစားသောက်ဆိုင်တစ်ခုကိုခေါ်သွားခဲ့ပါတယ်။ဝန်ထမ်း10ယောက်ကျော်ရှိပေမဲ့ကျွန်တော်နဲ့တငယ်ချင်းပဲဖောက်တဲ့အဖြစ်ရှိနေခဲ့ပါတယ်။ဘာလို့လဲလို့ကျွန်တော်မေးတော့ဒီစားတောက်ဆိုင်ကအရင်ကအနှစ်ချက်လုံးလူပြည့်နေတတ်ပေမဲ့ မနေ့ကတော့အပေါ်တက်ကိုပိတ်ထားပြီးအောက်ထပ်မှာကျွန်တော်တို့နှစ်ယောက်ပဲရှိခဲ့ပါတယ်။ Mr. Chen ကကွမ်တုံးမှာရှိတဲ့ရန်စီစိတ်ကံရဲ့အခြေအနေဟာရှန်ဟိုင်းနဲ့ဆင်တူပြီးတော့ကွန်တိန်နာတွေတောင်တန်းတွေလိုစုပုံနေတယ်လို့ဖြေစွမ်းပြောဆိုခဲ့ပါတယ်။သူကဆက်ပြောပါတယ်။ရှန်ဟိုင်းက1843ကနေ1949အထိတိုးတက်ခဲ့ပြီးဂျပန်ကိုခုခံစစ်ပွဲနဲ့တရုတ်ပြည်တွင်စစ်တွေကိုအောင်မြင်စွာဖျက်ချော်ခဲ့ပါတယ်။ဒါပေမဲ့1949နောက်ပိုင်းမှာ ရှန်ဟိုင်းရဲ့စီးပွားရေးတိုးတက်မှုဟာပြင်းထန်စွာကန့်သတ်ခံခဲ့ရပါတယ်။အခုတရုတ်နိုင်ငံတနိုင်ငံလုံးဟာစနစ်ဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရပြီးအကြီးအမားဆုံးမိကွန်းကတော့ဒီနေရာကနေဘယ်ကိုဆက်သွားမလဲဆိုတာပါပဲ။ကွမ်တုံမှနိုင်ငံသားကုန်သွယ်ရေးလုပ်သားမစ္စတာဝမ်ကယန်ဒီယန်စိတ်ကန်နဲ့ရှန်ဇန်မှာကုန်ပစ္စည်းတွေစုပုံနေပြီးဖောက်တယ်တွေကပို့ဆောင်မှုတွေကိုရပ်ဖို့တောင်းဆိုနေရလို့ပြောပါတယ်။ ူလောင်ကခုံချားစည်းတွေ စုပုံလာနေပြီးဒီကုံပစ္စည်းတွေကိုပြည်တွင်စည်းကွက်မှာရောင်းချဖို့ပြန်လည်လမ်းကြောင်းပြောင်းမထားရင်ကုန်သင်းစစ်ပွဲဆက်လက်ဖြစ်ပေါ်နိုင်မယ်ဆိုရင်ကုမ္ပဏီပိုင်ရှင်ဟာဘာလို့ရမလဲမသိတော့ဘူးလို့ဆိုပါတယ်။ကွမ်တုံးမှနိုင်ငံသားကုန်သွယ်ရေးတင်ပို့တဲ့ကုမ္ပဏီတစ်ခုမှဝန်တန်းမစ္စတာဖန်ကတော့မကြီးမထွက်နိုင်တဲ့နိုင်ငံသားကုန်သွယ်ရေးကုမ္ပဏီတွေဟာသူတို့ရဲ့တင်ပို့စည်းကွက်ကိုအရှိတောင်အာရှနဲ့ဥရောပကိုပြောင်းလဲနေတယ်လို့ပြောပါတယ်။ တင်ပို့မှုပမာဏအတိတာထင်ရှားစွာကျဆင်းသွားတာကြောင့်စက်ရုံတော်တော်များပိတ်သိမ်းခံရပြီးတော့ဝန်ထမ်းတွေကခွင့်ယူထားရတာမျိုးဒါမှမဟုတ်အလုံးဖြုတ်ခံရတာမျိုးနဲ့ရင်ဆိုင်နေရပါတယ်။သူကအကောက်ခွန်တွေဟာဗော်တော်ရင်အစိပ်ပိုင်းတွေအပါအဝင်စက်မှုလုပ်ငန်းတွေကိုညားစွာထိခိုက်စေရလို့ဆိုပါတယ်။တရုတ်မှာစက်ရုံတွေရှိတဲ့နိုင်ငံသားကုမ္ပဏီတော်တော်များဟာတင်ပို့ရေးကဏ္ဍမှာအလုံးကိုင်ဆုံးရှုံးမှုတွေကြုံတွေ့နေရပါတယ်။ဥပမာအနေနဲ့ဗော်တော်ရင်အစိပ်ပိုင်းတွေမှာအကောက်ခွန်ထပ်ပေါင်းလိုက်တဲ့အခါ အစိပိုင်းနေရဲ့ကုန်ကြစီရအချက်ချင်းတက်သွားပြီးစက်ရုံတွေကဝန်ထမ်းတွေကိုအလုံးဖြိုးဖို့ဖိအားပေးခံရပါတယ်။မစ္စတာဘန်ကအကောက်ခွန်စစ်ပွဲဟာနိုင်ငံသားကုန်သွယ်ရေးကုမ္ပဏီတွေနဲ့ဆက်ဆက်စက်ရုံတွေကိုဆိုးရွားတဲ့အခြေအနေနဲ့ရောက်စေခဲ့ပြီးတန်းနဲ့ချီတဲ့အလုံသမားတွေရဲ့အသံမဝမ်းကြောင်းမှုကိုထိခိုက်စေရလို့မှတ်ချက်ပြုပါတယ်။သူကလူပေါင်းများစွာအလုံးလက်မဲ့ဖြစ်သွားမယ်။သူတို့ရဲ့မိသားစုတွေလည်းထိခိုက်မှာပါ။ ဒါဟာတရုတ်မှာအင်ဂျင်နီလုပ်ငန်းပြိုကွဲမှုကြောင့်စောင်းလို့ရေးအလုပ်သမားတန်ပေါင်းများစွာအလုံးလမဲ့ဖြစ်သွားတာနဲ့ဆင်တူပါတယ်လို့ဆိုပါတယ်။ကွန်ဂျိုမနိုင်ငံသားကုံတွေရေးကုံတယ်မစ္စတာလီကတော့အမေရိကန်က145ဂျာဂိုင်နုံအောက်ခွန်အချမှတ်ခင်မှာကုမ္ပဏီတချို့ကကုန်ပစ္စည်းတွေကိုပို့ဆောင်ပြီးသွားခဲ့ပြီလို့ရှင်းပြပါရယ်အခုတော့ဒီကုန်ပစ္စည်းတွေကိုပို့ဆောင်နေစမှာပြည်ပြင်းညှိနှိုင်းလို့မရတော့ပါဘူးအောက်ခွန်အစ်စ်တွေက ံပိုးသေးငယ်တဲ့ကုန်စည်တွေအတွက်ကိုသီးသာထင်ရှားတဲ့အဆုံးရှုံးမှုတွေဖြစ်ပေါ်စေပါပါ။တချို့ကုန်စည်တွေကိုလူရှင်းစွာဆွန့်ပစ်လိုက်ကြပါပါ။ဒါကြောင့်လဲဆိုတော့အကောက်ကုန်ကုန်ကြစိတ်ထက်ထဲလိုက်ရင်ဆက်လက်လုံဆောင်ဖို့အရန်ကုန်ကြလုံးလို့ပါ။စီးပွားရေးဖိအားတွေကြားမှာဒီုံနိုင်ငံမှာလူမှုသဘောထားဖြည်းဖြည်းအနှုတ်လက္ခဏာဆောင်လာပါတယ်။ဒီပင်အခောက်ကိုဘလို့စားမလဲဆိုတဲ့အကြောင်းတရားဟာအွန်လိုင်းမှာပြန့်နှံ့သွားပြီးလူတွေကဒီပင်အခောက်ကိုအချောက်ခံတာ ကျိတ်တာစစ်ထုတ်တာပေါင်းနာမျိုးတွေကိုမျှဝေနေကြပါတယ်။ဒါဟာလက်ရှိလူနေမှုအခြေအနေတွေကိုတယောတဲ့ပုံစံတစ်ခုပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါချစ်စုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။